โอเคကျွန်တော်ကတော့နိုင်ငံရေးကျင်းသားဟောဥလွေမြင့်ဖြစ်ပါတယ်ကျွန်တော်ကတော့အခုပြည်သူပါတီကိုစားပြုပြီးတော့တင်ကန်းညွတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်တော်လှယ်လောင်းတူဖြစ်ပါတယ်ကျွန်တော်ပြည်သူပါတီဆိုတာလည်း1988ဒီမိုကရေစီအရေးတော်ပုံကြီးမှာဥဆောင်ပါဝင်ခဲ့ကြတဲ့ចောင်းသားကောင်းဆောင်တွေစုစည်းထားတဲ့ပါတီတစ်ခုဖြစ်တယ်ဒါကြောင့်မလို့88ចောင်းသားကောင်းဆောင်အဲ့ဒီခေတ်ကာလကဘက္ကတာဥက္ကရာတူဖြစ်တဲ့ကိုကိုကြီးဥဆောင်တဲ့ပါတီဖြစ်တယ် ါကြောင့်မလို့ခေတ်ဆက်ဆက်မှာတော်လန်ရေးကိုအစဉ်တစိုက်လှုပ်လာတဲ့ပါတီတစ်ခုဖြစ်တယ်အခုကျွန်တော်ဆိုရင်လေပြည်သူပါတီကိုစားပြုတင်ကန်းညွန်းမြို့နယ်ပြည်သူလွတ်တော်ကိုစလေလောင်ဥလွင်မြင့်ဥလွင်မြင့်ဆိုတာလေနိုင်ငံရေးမျိုးဆက်30တိုင်တိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်အဲ့တော့ကျွန်တော်အဖေဦးတန်းပြည်တန်းကြီးလို့ခေါ်တာပေါ့ဗျာသူဆိုရင်လေကျွန်တော်တို့ကိုကိုကျွန်းမြန်ကြီးပေါ့ မသလရဲ့တပါတီအာဏာရှင်စနစ်ကိုရဲရဲဝုန်းဝုန်းကိုတွန်းလှန်တော်လှန်ခဲ့တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်အဖေကလည်းထောင်အချိန်ချင်းကြက်ခဲ့တယ်အခုကျွန်တော်ဆိုရင်လည်း88နောက်ပိုင်းကျောင်းသားကောင်းဆောင်များနဲ့အတူကျွန်တော်တို့အင်းစိန်တော်ပြည်ထောင်ကမှကြက်ခဲ့တယ်နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တယ်အဲကျွန်တော်သားကတော့အခု2021ဒီအရေးတော်ပေါ်မှာထပ်မှန်ပြီးတော့ကြက်ခဲ့တာပြီးကြတဲ့လပိုင်းကပဲပြန်လွတ်လာတာဖြစ်တယ် ဒါကြောင့်မလို့ကျွန်တော်တို့ဟာပြည်သူအတွက်ကို ထောင်မေးကြကြတမ်းမေးကြကြဆိုတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တယ်ဆိုတဲ့အကြောင်းရုံရုံကြည်ကြည်ပဲကျွန်တော်တို့ဟာဆိုလို့ရှိရင်ပြည်သူအတွက်အမှတ်ကချက်ပေးနိုင်ပါတယ်